မေစုကနော် ICJ ကိုသွားပြီးစစ်ကောင်းဆောင်တွေကိုကဲခဲ့တာမင်းအောင်လိုင်းတို့ကကြောက်လို့ ICJ ကိုမသွားရဲပဲနဲ့အမေစုကစစ်တပ်ကိုကဲခဲ့ပါလေဆိုရဲကောင်းနေကောင်းမတွေလူဘောတွေနေပင်းနေကြမှာမိမယ်ဒီလိုမျိုးကအောင်ဆန်းစုကြည်ကမြန်မာပြည်ကိုသွားပြီးတော့ ICJ မှာကဲတင်ခဲ့တယ်စစ်ကိုကျုပ်တွေကမသွားရဲလို့အောင်ဆန်းစုကြည်သွားတယ်ဆိုရင် ICJ မှာအောင်ဆန်းစုကြည်ခြေပါခဲ့တာကမြန်မာပြည်မှာရိုးရင်ချမရှိဘူးလို့ပြောခဲ့တာပြောရဲတလားမြန်မာပြည်မှာရိုးရင်ချမရှိဘူးလို့ပြောခဲ့တာအဖဘောမကြီးကအမျိုးသားရေးအစွန်းရောက်တယ် ဗမာတွေကလူမျိုးကြီးဝါဒကဘာဖြစ်နေလူများစုကဖိနေတယ်ဆိုတော့လူတောင်းလို့လာမပြောနဲ့အဲ့လိုတောင်းလို့တောင်းလို့လာပြောရင်တော့ခုပဲနဲ့ချိတ်တော့ဘာရဲ့ကိုပဲရှိတယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဒေါ်အောင်ဆန်းစုကြည်ကိုဘင်္ဂလီအရေးနဲ့ပတ်သက်ပြီးမပုတုစိန်ခေါ်လိုက်ပြီးမှအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာဘင်္ဂလီတွေကိုနိုင်ငံသားခွင့်ရပေးတင်လားဆိုရဲကောင်းစင်နဲ့ပြောသွားမှာဖြစ်ပါတယ်ဒီအထက်မှာပြပကဘင်္ဂလီတကောင်တော်တော်ဆောင်းကြွားနေတယ်အောင်ကြုံမှုတွေ ။ဘာသာရေးပြဿနာဖန်တီးနေတယ်၊လူမျိုးရေးပြဿနာဖန်တီးနေတယ်။ကျမတို့တတိထားရမှာနှစ်ချက်ရှိတယ်။အဲ့လိုမျိုးနိုင်ငံခြားကိုရောက်သွားတဲ့ဗင်္ဂလီတွေကဒီကောင်အောင်ကြောင်မိုးလို့အကုန်လုံးကဗုဒ္ဓဘာသာကိုဆော်ကားတယ်။ပြည်တွင်းမှာရှိနေပြီးတော့သူတို့လူဦးရေနဲ့တဲ့နေရာဗင်္ဂလီတွေကြတော့ဟာအတီလူတွေမပြောပါနဲ့ဘာသာရေးပြဿနာတွေမဖန်တီးပါနဲ့လူမျိုးရေးပြဿနာတွေမဖန်တီးပါနဲ့အကုန်လုံးကညီကိုမောင်နှမတွေနဲ့အေးအေးချမ်းချမ်းအထွတ်ထွတ်ငြိမ်ငြိမ်ချမ်းချမ်းနေကြမယ်လို့ပြောတယ်။ပြည်တွင်းမှာသူတို့လူဦးရေနဲ့တဲ့နေရာ ရခိုင်ပြည်ဘူတိတော်မောင်းတော်လိုမျိုးမွန်ပြည်နယ်ကြိုက်မရော့လိုမျိုးသူတို့လူဦးရေအင်မတန်များတဲ့နေရာကြနေရာမှာရှိတဲ့ဘင်္ဂလီတွေကအဲ့ဒီအောင်ချုံမှုနဲ့တတိယရတယ်ပဲသူတို့လူများတဲ့နေရာဆိုရင်လူများတယ်လို့လူပေါင်းဝါပြီးတော့ခေါင်းထောင်ပြီးတော့ဘုရားဘာသာကိုစောကားရဲ့သူတို့လူဦးရေနေတဲ့နေရာကြခေါင်းငုံနေပြီးတော့လူနေစုအခွင့်ရေးပေးပါလို့တောင်းကြတယ်အဲ့ဒါသူတို့ရဲ့ဝါဒအဲ့ဒါသူတို့ရဲ့ဆောက်ကျင်ပဲကျွန်တော်တို့တည်ထားမှာပဲเนาะဆိုတော့ အခုလိုမျိုးဘာသာရေးစော်ကားမှုတွေနဲ့ပတ်သက်လာရင်လူမျိုးရေးစော်ကားမှုတွေနဲ့ပတ်သက်လာရင်တော့ကျွန်တော်တို့ဘုရားဟောထားတဲ့စာပေပြီးတဲ့ကျမ်းဂန်တွေနဲ့ kait နေပြီးအထောက်ထားတွေနဲ့ပြန်ချင်းပါတတ်တဲ့ကိုကျော်ကြီးဆိုတဲ့အကိုကြီးတယောက်လမ်းပေါ်မှာအများကြီးတွေ့ရပါတယ်ကျေးဇူးတင်ပါတယ်ပုဂ္ဂိုလ်ကြီးအောင်မရင်းနေတယ်လို့စကားလည်းမပြောဘူးသူတို့တူရဲ့ပြောဆိုမှုတွေကကျွန်တော်တို့ထက်ဆိုင်ရင်ကျွန်တော်တို့ထက်ဆိုင်ရင်ဘာသာရေး impact ပြီးဆက်တယ်ကျွန်တော်တို့ကသူ့လောက်ဘာသာရေးအသိဉာဏ်မရှိဘူးသူဆိုလို့ရှိရင်အာဘယ်တုတ်တန်းဘယ်လိုဘယ်ဝိနေရဘယ်လိုဆိုပြီးအချက်နဲ့တရားဆိုတာလည်းပြောနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဒီလိုကိုကျော်ကြီးလိုလူမျိုးနောက်ထပ်10ယောက်လောက်ရှိနေကြပါတယ် နောက်တဲ့ဇာတ်လောက်ရှိနေကြမှာเนาะအာရှိရဒါပေမဲ့တချို့ကရွက်ပုံသေးလို့နေနေကြတယ်ဥပမာဆရာခင်မောင်နေကြပါတော့ကျမကဆရာခင်မောင်နေကြပါတော့ဆောင်းတည်ရင်ဖတ်တယ်အရင်လည်းသဘောကျတယ်เนาะဆရာခင်မောင်နေကြပါတော့လို့ဆိုလို့ရှိရင်တကယ်ကိုကလောင်သွားကလောင်လက်လက်ကထက်တယ်ဒါပေမဲ့ခတ်တာကကျွန်တော်တို့နိုင်ငံမှာကျွန်တော်တို့လူလက်ပိုင်းနေလူငယ်ပိုင်းနေနေစာဖတ်မလားနေဖုံးတော့လားဆိုမြင်စာဖတ်မလားဖုံးကြည့်မလားလို့မြင်အကောင်ကဖုံးမဲကြည့်လိုက်မယ်ဖုံးမဲတော့လိမ့်မယ် လုပ်ငန်းတွေလားတော့မဟုတ်ဘူးလူကြီးတွေလည်းအလိုပဲအချို့ဖိုးရေးဖွားရေးတက်ကြီးနေပြီဖုံးမဲကြီးနေကြတာစာမဖတ်ကြဘူးဆိုတော့လူတွေအကုန်လုံးကခက်ကစာအုပ်ကံကြီးစာဖတ်တဲ့ခက်ကိုကြောခဲ့ပြီးတော့ဖုံးကံပြီးတော့ line တုံးတဲ့ခက်ကိုရောက်နေပြီဖြစ်တဲ့အတွက်เนาะဇင်ကခင်မောင်းနေတောက်ပလောင်းတို့လိုမျိုးဟိုဒီဆရာဆရာဦးအောင်မျိုးမစိုးရင်စာတင်သားလို့ပေါ့เนาะဒီလိုလူတော်တွေကိုကျော်ကြီးနဲ့ဟိုတို့ကိုကျော်ကြီးလိုလူမျိုးလိုပဲတို့လိုဆိုလို့ရှိရင်စာပြီးကြက်ကအင်မတန်နှက်ဆက်တဲ့ပုံကိုယ်တွေအနေနဲ့ကကလောင်လက်နဲ့အပြင် social media ကလည်းတိုက်ပွဲဝင်နေပါတယ်အခုလိုလူမှုကွန်ရက်တွေကပြီးတော့လေအတိအညာတွေပို့သူရတွေမျှဝေပြီးတော့ကျမတို့ဘာသာတန်တာကိုစော်ကားနေတဲ့ဘာသာခြားလူမျိုးခြားတွေကိုတုံ့ပြန်ပေးတင်ပါတယ်တုံ့ပြန်ပေးပါကုကြုံကြီးလူလူမျိုးတွေနောက်ထပ်နောက်ထပ်အများကြီးပေါ်ထွက်ဖို့မျှော်လင့်ပါတယ်ဆိုတော့ကျမပြောချင်တဲ့ဒီကအကြောင်းအရာပင်လေးတွေကိုနိုင်ငံသားဖွင့်ပေးတင်လားကျမတောက်တဲ့အမြင်ကပေးတင်တယ်တက်ပြပြောမယ်။ဗီနီရီကိုနိုင်ငံသားဖြစ်ခွင့်ပေးတယ်လား။နိုင်ငံသားအခွင့်အရေးပေးတယ်လား။ဟုတ်ကဲ့ပေးတယ်ပါတယ်။ဘလို့လူတွေကိုပေးရမလဲ။ ကျွန်တော်တို့မြန်မာပြည်မှာတို့ဆိုလို့ရှိရင်လည်းပဲဘိုးဘွားအဆင်ဆင်နေခဲ့ကြတယ်ဘိုးဘွားအဆင်ဆင်မြန်မာပြည်မှာနေခဲ့ကြတယ်မွတ်စလင်တွေဘင်္ဂလီတွေအများကြီးရှိတယ်အဲ့ဒီဘင်္ဂလီတွေကိုကျွန်တော်တို့နိုင်ငံတကာဥပဒေနဲ့ကန့်ညီတဲ့လူမှန်သမားကိုကျွန်တော်တို့နိုင်ငံသားခွင့်ပေးဖို့ပြီးရမယ်ပြီးတင်တယ်နိုင်ငံသားဖြုတ်ခွင့်ပေးတယ်ပြီးလေပြီးခဲ့တယ်တော်တမန်ဦးသိန်းတွေဆိုရလဲထဲမှာလည်းနိုင်ငံသားဖြုတ်ခွင့်ပေးခဲ့တယ်တမန်ဦးထင်ကျော်တမန်ဦးဝင်းမြင့်လည်းကြောင်မဲမျိုးနယ်မှာတိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်မှုရှိဟု DNA ပြော ကြောင်မဲမျိုးကိုထိမ့်ချုပ်ထားနိုင်စေသည့်အဲအဲအေပြောရေးဆိုခွင့်ရှိသူပြောရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမျိုးကိုထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေပြင်းထန်နေပြီးနှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့တအောင်းတက်မတော် TLA ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရီဦးကလူထုຫນွေဦးကိုပြောပါတယ် စစ်ကောင်စီတပ်ဟာကြောင်မဲမြို့စီကိုအင်အား900လောက်နဲ့စစ်ကြောင်းထိုးနေပြီးလက်တလုံးမှာကြောင်မဲမြို့နယ်ကနာခမ်းနဲ့စခန်းသာကျေးရွာတွေမှာတိုက်ပွဲပြင်းထန်နေတယ်လို့လူရည်ဦးက ပြောပါတယ်လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ကျေးရွာတွေဟာကြောင်မဲမြို့နယ်ရှိမိုင်းလောက်ခန့်ကွာဝေးပါတယ်လောလောဆယ်မှာတော့စစ်ကောင်စီတပ်တီ ကျမတို့ကိုတာလုံအင်အားနဲ့ထိုးစစ်ဆင်နေတာမျိုးနေတာမျိုးတွေရှိပါတယ်။အဓိကကလက်နက်ခဲယမ်းတွေပြီးတော့လေကြောင်းကတဆင်ဘုံကျဲတိုက်ခိုက်တာမျိုးလက်နက်ကြီးတွေပစ်တာမျိုး drone နဲ့တိုက်ခိုက်တာမျိုးအင်အားလုံးရင်းနဲ့ခြစ်တက်ပြီးတော့မှတိုက်ခိုက်တာမျိုးတွေရှိတယ်။လောလောဆယ်မှာတော့ပြီးခဲ့တဲ့ဒီလမှာဆိုခြစ်တက်တာတော့အယောက်300ရှိပါတယ်။ထပ်ပြီးတော့မှဒီကြားထဲမှာဖြစ်တင်းတာမျိုးတွေရှိပါတယ်။ လောလောဆယ်တော့သူတို့အင်အားခန့်မှန်း900ဝန်းကျင်လောက်ရှိမှဖြစ်ပါတယ်လို့ KNAA ရဲ့ပြောရေးဆိုခွင့်ရှိသူလွေးရီဦးကပြောပါတယ်တိုက်ပွဲအတွင်းမှာနှစ်ဖက်ထိခိုက်ကြဆုံးမှုတွေရှိပြီးစစ်ကောင်စီဘက်ကထိခိုက်တာမျိုးတွေပိုရှိတယ်လို့လည်းဆိုပါရယ်လက်တလုံးမှာကြောက်မဲမျိုးနယ်မှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်ကြောက်မဲမျိုးခံအများစုဟာနီးစပ်ရဒေသတွေမှာတွားရောက်တိမ်းရှောင်နေကြတယ်လို့လည်းလွေးရီဦးကပြောပါရယ် တချို့ကတော့ဆက်ရှိနေပါသေးတယ်လူတို့ကမြို့ပေါ်မှာလည်းဆက်ရှိနေတာမျိုးတွေရှိပါတယ်အဓိကကတော့လောလောဆယ်ကတော့လေချောင်းကိုပဲတတိထားပြီးတော့မှစောင့်ကြည့်ရမယ့်အနေအထားမျိုးရှိတယ်ကျန်တဲ့အပိုင်းကတော့လက်ရှိမှာတော့ကျမတို့ထိန်းချုပ်နိုင်စေဖြစ်ပါတယ်လို့ရင်းကဆက်ပြောပါတယ်ထမ်းပါလေနိုင်ငံသားဖြစ်ခွင့်ပေးခဲ့တယ်ပန်းရောင်ကလေးထုတ်ပေးခဲ့တယ်ဒါပေမဲ့အခုတို့ကတစ်ဆင့်တက်ပြီးတော့နိုင်ငံသားဖြစ်ခွင့်လိုချင်တာမဟုတ်တို့တိုင်းရင်းသားဖြစ်ခွင့်လိုချင်နေကြတယ်တိုင်းရင်းသားဖြစ်ချင်နေကြတယ်ဒါမျိုးကြတော့ပြီးလို့မရဘူးမြမပြည်ထဲမှာဘိုးဘွားအစဉ်ဆက်နေထိုင်ပြီးတော့ မြန်မာပြည်ရဲ့ကျွန်တော်တို့နိုင်ငံရဲ့ဒီဇယ်ဥပဒေကိုလေးစားလိုက်တာတဲ့ဘင်္ဂလီတီရှိတယ်အများကြီးရှိတယ်အဲ့ဒီဘင်္ဂလီတီကိုမြန်မာနိုင်ငံသားဖြစ်ကွယ်နိုင်ငံသားခွင့်ရပေးနိုင်တယ်သို့တော့တိုင်းရင်းသားခွင့်ရမပေးနိုင်တိုင်းရင်းသားခွင့်ရပေးအောင်ခင်ဗျားတို့ကတိုင်းရင်းသားမဟုတ်ဘူးအခုဘင်္ဂလီတော်တော်များများကနိုင်ငံသားခွင့်ရတောင်းနေတာပေါ့ဘူးနိုင်ငံသားဖြစ်ရှင်ကနေတောင်းနေတာသူတို့တိုင်းရင်းသားကိုတောင်းနေတာအဲ့ဒီပြဿနာအစားဘာတူလဲအောင်ဆန်းစုကြည်အဲ့ဒီပြဿနာအစားဘယ်သူလဲတော့ဆဲဆူကြီးနှားလိုက်တဲ့ကိုပြီအားနဲ့အကြံပေးကော်မရှင်ချက်ဖြစ်တယ်မဟုတ်ပါဘူးလို့ဘယ်သူညင်းလဲ ကိုပြီအာနန်ကျမ်းမီကော်မရှင်စပြီးငားရဲကနော်လွတ်တော်မှာရှိတဲ့အတိုက်ခံတွေအတိုက်ခံပါတီတွေအကုန်လုံးကန့်ကွက်တယ်။နော်ရခိုင်ပါတီတွေကန့်ကွက်တယ်။ရခိုင်လွတ်တော်ကိုစလဲတယ်။ကျွန်တော်တို့ကရခိုင်လူမျိုးကိုကိုစားပြုတ်ပြီးရခိုင်နေကမဲပေးရွေးချယ်လိုက်တဲ့ကိုစလဲတွေဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကရခိုင်ပြည်နယ်ရခိုင်ပြည်သူလူထုရဲ့အတန်းကိုကိုစားပြုတ်ပါတယ်။ဒါကြောင့်ရခိုင်ပြည်နယ်ရွေးကိုဆွေးနွေးတဲ့အခါကိုပြီအာနန်လိုနိုင်ငံခြားကအကောင်ကိုမငားပဲနဲ့ကို နိုင်ငံသားချင်းချင်းကိုလူမျိုးချင်းချင်းကြောချင်းကဲ့ရင်ချင်းအပ်ပြီးဆွေးနွေးပါတိုင်းပြည်မှာဒိုင်ယာလော့ပါဏနာပြေကျွန်တော်တို့ကိုသတ်မှတ်ပေးပါဆိုပြီးတော့နော်ရခိုင်လွှတ်တော်မှာဦးလှစောတို့လွှတ်တော်မှာတောင်းဆိုတယ်။ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ကရခိုင်လူရွေးချယ်ထားတဲ့လွှတ်တော်ကိုယ်တိုင်တွေကိုဘေးချိန်ပြီးတော့ကူပီယာနဲ့အချမ်းမေးကော်မရှင်ကိုနှားခဲ့တယ်။အဲဒီကူပီယာနဲ့အချမ်းမေးကော်မရှင်ကမြမပြည်ရဲ့လမ်းညုံမြေပုံကြီးဖြစ်ပါတယ်ဆိုပြီးတပ်သွေးမတင်လိုက်ပြီးလုပ်ခဲ့တယ်။အဲဒီတရားခံအောင်ဆန်းစုကြည်ပဲ။ မဟုတ်ပါဘူးလို့ဘယ်သူညင်မလဲကိုပီအန်နဲ့အကြံပေးကော်မရှင်မှာအချက်88ချက်ကတိုင်းပြည်ကိုဘင်္ဂလီလက်ထက်ထိတာမဟုတ်ဘူးလို့ဘယ်သူညင်မလဲကျွန်မစိတ်ခေါ်နေအဲ့ဒီကိုပီအန်နဲ့အစည်းအခမ်းအနားထွက်ပြီးတော့မကြခင်ပါပဲခံပီယာကတရားဆွဲနော်မစိမစားဟိုအဝေးကြီးကရေချိုင်းမိချာကဂမ်ဘီယာကတရားဆွဲအစီချေမှုအဲ့ဒီဂမ်ဘီယာတရားဆွဲရဲ့အစီချေမှုကဘင်္ဂလီတွေကိုတတ်တယ်မတတ်ဘူးဆိုတာအဓိကမဟုတ်သူတို့လူမျိုးလေရိုဟင်ဂျာဆွဲနေမယ်အဓိကထပ်ပြောမနော် ဂမ်ဘီယာကတရားစွဲရအကြီးကြီးမှုကသူတို့ရခိုင်ပြည်မြောက်ပိုင်းအင်ဂျင်ရောမှာတက်တယ်မတက်ဘူးကအဓိကမဟုတ်ဘူးလူမျိုးတွေတက်တယ်မတက်ဘူးကအဓိကမဟုတ်ဘူးသူတို့လူချင်းနဲ့ဘင်္ဂလီတွေကိုရိုဘင်ချာစွဲနာမည်နဲ့မြမပြီးမှတိုင်းရင်းသားအဖြစ်သူတို့နေခဲ့တယ်ဆိုတာအဓိကအဲ့ဒီချက်ကိုသူတို့လူချင်းလားဒါဆိုရင်ဒီနေရာမှာအမေစုကနော် ICT ကိုတော့ပြောစကောင်းဆောင်လို့ကဲခဲ့တာမင်း online လို့ကကြောက်လို့ ICT ကိုမသွားရဲပဲနဲ့အမေစုကစစ်တက်ကိုကဲခဲ့ပါလေဆိုရဲကောင်းနေကောင်းမနေလူပေါ်နေနေပင်းနေချမမိမယ် ဲ့လိုမျိုးအောင်ဆန်းစုကြည်ကမြန်မာပြည်ကိုသွားပြီးတော့အင်စီဂျီမှာကဲတင်ခဲ့တယ်စစ်ဘုံကျုပ်တွေကမှသွားရင်လိုအောင်ဆန်းစုကြည်သွားတယ်ဆိုရင်အင်စီဂျီမှာအောင်ဆန်းစုကြည်